တနေ့နေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့14ရက်နေ့အတွင်းအလောကရတာမှန်သမျှနှောင့်နှေးမယ်တချိန်မကလုပ်ပြီးမှအစဉ်ပြေမယ်အလောတကြီးမဆုံးဖြတ်နဲ့သူတစ်ပါးနဲ့တိုင်ပင်ယုံကြည်စိတ်ချရလူနဲ့ဆွေးနွေးပြီးမှဆုံးဖြတ်ချက်ချဒီကလာအတွင်းမှာစမ်းမရချူချင်မပွန့်နဲ့နာတာရှည်သွဲဖြစ်သွားတတ်တယ် ဘာလို့လို့နောက်ဆုံးအချိန်တွေရောက်မှစိတ်ချရတယ်အနီးကမှနှောင့်နှေးတာတွေကြံ့ကြတာတွေရှိတတ်တယ်ကို့အကြံ့ဉာဏ်တွေသူများသွားမပြောနဲ့ကို့လာနှောင့်ဆက်တတ်တယ်ကို့အကြံ့ဉာဏ်ဆိုယူပြီးတော့သုံးဆွဲသွားတတ်တယ်ဒီနေ့မှာအတော်တန်ရံများတယ်စိတ်ရှိသီးခံပြီးမှဖြတ်သန်းကို့ရဲ့နေ့မှာတော့ပေါ်ပေါက်လာတဲ့အချိန်တွေတွေကကို့အတွက်ထူးကောင်းတဲ့နေထောက်ရောက်တယ်ဆယ်ရက်နေ့မှာရပိုင်ခွင့်တွေပြန်လည်တောင်းဆိုလုပ်ငန်းတွေအကုန်လုံးရှေ့တိုးလောက်အောင်မြင်မယ် စတရက်နေ့မှာငွေရေးချေးကံကောင်းကုန်ကောင်းတယ်ပြွေရွေသူတွေစမ်းပွင့်တယ်ငွေကွာနေတဲ့ချစ်သူတွေနဲ့ပြန်လဲဆင်ပြေပဲစိတ်ညုံညင်တာတွေပြန်လဲသက်ပြန်လို့လုပ်ရတယ်စတရက်နေ့မှာ ကောင်းချင်းကံနဲ့တိုးတက်ချင်းကံတွေရှိလာမယ်အပြိုင်ဆိုင်နေကြတဲ့ဟာတိုးတက်မှုကိုရမယ်ရှင်ပြိုင်မှုမှအောင်မြင်ပြီးတခုတည်းမကတဲ့လူတွေကိုလောက်ခံနိုင်တယ်ဆက်သောရက်နေ့မှာရန်နှောင့်ချက်တွေနဲ့ထိတိုက်တွေ့မယ်စိတ်ပြပန်းလူပြပန်းဖြစ်မယ်၁၄ရက်နေ့မှာတော့ အလုံးစုံကောင်းသောကံနဲ့တိုးတက်တဲ့အစဉ်ပြေမှုတွေလွှမ်းမိုးဖြစ်တည်နေတယ်။ကြာသပတိနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။36ကိုကနိုင်နေချိုးပေးတယ်အနီရောင်ချက်သွေးရောင်ပန်းရောင်တို့ကို သုံးပြီးတော့အလိုရှိရာတွေဆောင်ရွက်နိုင်တယ်နေနီးပါးမှာရှိတဲ့ဖုံးတော်ကြီးเจ้าမှာစံလူဒါနပြုပေးပါ ကျေးဇူးတင်ပါတယ်သပတိနေ့မွေးစွာလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့နေ့14ရက်နေ့တော်တွင်မှာရှင်ပြန်မှုမှသမျှအောင်မြင်မယ်ထူးခြားတဲ့ကံတလန်းနဲ့လှူလာကြအောင်မြင်ခြင်းတွေရှိမယ်အတတ်ပညာဘဝတိုးတက်မှုနဲ့ရည်မှန်းချက်အောင်မြင်မှုတွေရှိမယ်ဝေးကွာနေတဲ့သူတွေနဲ့ပြန်လည်ဆုံစည်းမယ်အရာဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေကျိုးပေးမယ် မိတ်ဆွေဟောင်းများနဲ့ပြန်လည်ပူးပေါင်းပြီးအလုပ်ကိစ္စတွေလုပ်ဖို့ကြံစီမယ်။ရတ္တန်တဲ့လူတွေစတင်နိုင်တယ်။ဒီနေ့မှာရန်တိုက်ခံနေကြတဲ့တိုးတက်မယ်။ကိုယ့်ရဲ့နေ့ကစာရွက်စာတမ်းငွေကြေးလက်ပြောင်းလက်လွဲသတိထားရမယ်။ဆယ်ရက်နေ့မှာမိတ်ကောင်းဆွေကောင်းထောက်ကူရမယ်။ရရဆင်ပြေမယ်။ဆက်တဲ့ရက်နေ့မှာဥတီကျက်တဲ့နဲ့လုပ်ငန်းသစ်တွေလုပ်ကင်ချိုးပေးမယ်။ဆယ်နှစ်ရက်နေ့မှာရတ္တန်တဲ့လူတွေစတင်ခြင်းစီးပွားကံကောင်းခြင်းတွေရှိမယ်။ဆယ်သုံးရက်နေ့မှာ လူ၈ယောက်ဒုက္ခီသွားခြင်းမပြုရဘူးအသွမ်းလန်နေတဲ့သတိရှိရမယ်ရန်နဲ့ရှင်ပြီးလုပ်ရမယ်၁၄ရက်နေ့မှာတော့အလုံးစုံကောင်းသောကံနဲ့တိုးတက်တဲ့နေသားဘဝခြေနေတွေကိုပန်ဆန်ပြီးတော့လိုရာပြည့်စုံခြင်းနဲ့အောင်မြင်ခြင်းတွေကိုရရှိနိုင်ပါလေကြာသာပတိနေဗုဒ္ဓုနေဧကန်နေမွေးသူတွေကောင်းချိုးပေးမယ်တနင်္လာသောကြာမွေးသူများကြောင့်စိတ်အောင်ဆက်ဖြစ်မယ် သုံးခုကိုကနန်းနေအကျိုးပေးတယ်အပြာရောင်မိခိုးရောင်နုနေရောင်တွေကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေကိုစောင်ရွက်ရအောင်မြင်မှုတိုးတက်မှုရဲ့နှစ်သာတာတွေကိုရရှိမှာဖြစ်ပါတယ်ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရဖို့အတွက်နေနီးပါးမှာရှိတဲ့ဖုံးတော်ကြီးเจ้าမှာသင်္ကန်းအတုဒါနပြုပေးပါကျေးဇူးတင်ပါတယ်